ဆောက်ဖို့မုတ်တွေဝဲလာတယ်တားရဲ့ဒီမုတ်တွေအားလုံးကိုကြောင်ရုံထဲကိုထည့်ပြီးတင်ထားလိုက်တားတို့စားတဲ့ခါကျတော့စားလို့ရတာပေါ့တားရဲ့နော်ကြာတတီကတော့ဟိုဖုန်းအောင်မဆက်ရဲဘူးတတီဖုန်းဆက်လို့ရှိရင်တတီရင်မခံနိုင်လို့လေရင်မခံနိုင်လို့တတီကကြာနည်းနည်းဘယ်လိုပြောမလဲဟိုတခုဟိုဝင်းနေစရာလေးတခုတွေ့လို့ရှိရင်မျက်ရည်ကျတတ်တယ်နောက်အဲဝင်းနေပြီးရင်တတီအလုံးနဲ့နဲ့မကောင်းတာတော့မပြောတတ်ဘူးရင်အောင်တတ်တယ်သမီးရဲ့အဲ့လိုမျိုးပဲပေါ့ဒီသားလေးအတွက်လည်းဒါဒီနေ့တဲ့အထိ အဲသူ post လေးတွေကိုတချို့အင်းကသမီးတွေကကြည့်ပြီးတော့ပဲပြောပြတယ်ဒါတီတီကိုယ်တိုင်မကြည့်ရဲဘူးအဲဆိုတော့သူမျက်နှာလေးတွေ့လို့ရှိရင်ဟိုဒါလေးဒါတွေ့လို့ရှိတယ်ဘယ်လိုအဲ့လိုပြောပြလို့ရှိရင်လက်ခံနားထောင်နဲ့အဲ့လိုမျိုးကလေးတယောက်လေအဲ့လိုမျိုးကလေးတယောက်ဆိုတော့အဲကို့သားလေးတယောက်လို့သူ့စိတ်ထားလေးကြောင့်သူကောင်းရမွန်ရလေးမှာရောက်ရှိနေမယ်လို့တီတီထင်ပါတယ် ဒီကားလေးကကျတော့လေဒီဒီအခန်းနေလေးအများကြီးပါထားတယ်အပါထားတယ်အနောက်ပြီးတော့ဒါဒီဒီနဲ့အများတိုင်းအသေးဥဆောင်တွဲပြစ်တဲ့အဲခလေးမဟုတ်ဘူးလေတားညီလေးကကြတော့ဒီဒီနဲ့ဒါတူတယ်တားတယ်အခန်းနေမှာရိုက်တယ်အခုမှဒါဟိုလင်မယားခန်းကိုရိုက်ရတဲ့အခါကြတော့လေရိုက်တဲ့အခါမှာအဲကိုတူကိုသားလိုပဲမြင်နေတယ်လေမြင်နေပြီးတော့ရိုက်ရတဲ့အခါကျတော့နည်းနည်းသတိထားရတယ်သူ့နာမည်ကိုပဲအမြဲတမ်း ပြောနေရမှာเนาะသူပဲခေါ်နေရတယ်နောက်ပြီးတော့အဲဒီကားလေးမှာကြာတော့ဒီဒီကဟိုဒီကားလေးခါကြာတော့ဒါလူလောကမှာဖြစ်ပျက်နေတဲ့သဘာဝတွေဖြစ်တယ်ငွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေအားအမတန်ညီမဆိုတာလည်းမရှိဘူးသားအမိဆိုတာလည်းမရှိဘူးအဲ့လိုမျိုးပေါ့เนาะအခုဒီမှာကြာတော့ဒီဒီနဲ့လင်းလင်းနဲ့ညီမ အညီမဆိုတာမရှိဘူးအတူကြီးဆိုတာမရှိဘူးငွေနဲ့ပတ်သက်တဲ့အခါကျတော့ဒီငွေကိုပဲဒီဇိုင်းမမှန်နဲ့ဟိုအတ္တနဲ့ဒေါသမောဟတွေနဲ့အတ္တတွေနဲ့လူချင်းနဲ့ဒီကားလေးပေါ့နော်ဒီကားလေးကိုရရင်နဲ့လဲတောင်းဝေကားရပါတယ်ပတ်စံနဲ့ပတ်သက်လာရင်ဆွေမျိုးဆိုတာမရှိဘူးအဲ မိသားစုအတိုင်းအဝိုင်းဆိုတာမရှိဘူးသွေးသားတော်ဆက်တယ်ဆိုတာမရှိဘူးပစံနဲ့ပတ်သက်လာရင်လူတွေကအင်မတန်ကြောက်ဖို့ကောင်းတယ်အဲဆိုတာဟိုဒါတီတီပါတဲ့ခန္ဓာလေးမှာညာဒါတီတီအဲဟိုသင်္ကန်းစာရပါတယ်အဲဒီကားလေးကိုလည်းကြည့်ရှုတဲ့လူတွေကအဲ့လိုမျိုးပဲအဲသင်္ကန်းစာအနေနဲ့လည်းကြည့်ပေးပါနောက်ပြီးတော့ဒါအကြာမြင်ကကြတော့ဟိုသမီးလေးလာပြည့်လာပြည့်ကကြတော့အကြာမြင်လေးတွေအတူလဲဟိုမင်းသမီးလေးအစ်ကလေးဆိုပေမဲ့ ူလည်းစ조사ပြီးတော့ရိုက်ထားတာဟိုအဟောင်းငင်းနဲ့မချာသူလည်းစ조사ပြီးတော့ရိုက်ထားတာတွေ့ရတယ်အဲ့တော့ဒါပရိသတ်ဒီအားလုံးကဒီကားလေးကိုဟိုတ िश ူပေးပါလို့ဒီနေရာနေညပန်ကြားပါတယ်ဟုတ်တယ်သူကတော့သူကတော့တီတီပန်းသူတွေစကားမှာဆိုသူငငယ်လေးပဲရှိသေးတယ်ကိုးနှစ်လောက်ပဲရှိအောင်မထင်တယ်နော်ကိုးနှစ်ဆယ်အဲ့ဒီအရွယ်တဲကဒါတီတီတို့နဲ့အတူတူရိုက်လာတယ် နောက် MRT 4မှာလည်းတောက်လျှောက်ရိုက်လာတဲ့အခါမှာဒီကလေးတွေနဲ့တောက်လျှောက်တွေ့လာတဲ့အခါကျတော့ဒီကလေးတွေဒီကိုဝင်းနဲ့လွယ်ပြီးမွေးတဲ့ตาမဟုတ်ဘူးမဲ့ตาလေးတွေလိုဖြစ်နေတယ်ဖြစ်နေတဲ့အတွက်အဲဒီလိုကြီးဖြစ်သွားတဲ့အတွက်ဒါတတိယတော့ဟိုဖုန်းတော့မဆက်ရဲဘူးတတိဖုန်းဆက်လို့ရှိရင်တတိရင်မခံနိုင်လို့လေရင်မခံနိုင်လို့တတိကကျတော့နည်းနည်းဘယ်လိုပြောမလဲဟိုတကူဟိုဝင်းနေစရာလေးတကူတွေ့လို့ရှိရင်မျက်ရည်ကျတတ်တယ်နောက်ဝင်းနေပြီးတတိ အလုံးနဲ့နဲ့မကောင်းတာတော့မပြောတတ်ဘူးရင်အောင်တတ်တယ်သမီးရဲ့အဲ့လိုမျိုးပဲပေါ့ဒီသားလေးအတွက်လည်းဒါဒီနေ့တဲ့အထိအဲသူ့ post လေးတွေကိုတချို့အင်းကသမီးတွေကကြည့်ပြီးတော့ပဲပြောပြတယ်ဒါတီတီကိုယ်တိုင်မကြည့်ရဲဘူးအဲ့ဆိုသူ့မျက်နှာလေးတွေ့လို့ရှိရင်တီတီအယံဝန်းနေရလို့ပါတင်းကြားတဲ့အချိန်မှာဟဲ့ဒီကလေးဒီလိုလားပေါ့နော်ဒီကလေးကဟုံးပေါ်ရန်ရန်ကလေးတယောက်လည်းမဟုတ်ဘူးဒါတီတီလို့နဲ့နေလေးမှာစုံကြတယ်စုံကြလို့ရှိရင်ဟိုအယံကလေးတယောက်လည်းမဟုတ်ဘူးသားလေးဒါတို့လို့ရှိတဲ့ ဘာလို့အဲ့လိုပြောပြလို့ရှိရင်လက်ခံနားထောင်နဲ့အဲ့လိုမျိုးကလေးတယောက်လေအဲ့လိုမျိုးကလေးတယောက်ဆိုတော့အဲကိုသားလေးတယောက်လိုပဲစိုးစိုးမှဒါကိုလေနားထောင်နေမကောင်းဘူးဆိုရင် तू ဒီဥစ္စာကိုမလုပ်ဘူးတီတီတီပြောထားတာကိုသားသိတယ်နော်သားမလုပ်ဘူးအဲ့လိုမျိုး तू လာလာပြောတယ်လေမနုသေးမှလည်းအဲ့လိုမျိုးပဲပေါ့ အဲဒါဒီကလေးလေးတွေကိုဒီဒီကတော့ထုံးစံတိုင်းဒီဒီပါရတဲ့အခန်းမှာအဲဒါဒီကလေးလေးတွေကိုအရင်အမဲဟိုအနိုင်ကျင့်နှိမ့်ဆက်ရတဲ့အသိရမလားအဲ့လိုအဲ့လိုမျိုးလေအဲ့လိုမျိုးအခန်းဆိုတော့ဒီကလေးလေးတွေကိုအဲ့လိုမျိုးပေါ့ဒါပေမဲ့တကယ်တကယ်မှာတော့ဒီဒီတို့ရိုက်ကြတယ်အထမင်းယူတယ်ဆိုလို့ရှိရင်လည်းသူ့အမိမအားလဲဒီဒီတို့အန်ဒီကုန်းကြီးပါတယ်အန်ဒီကုန်းကြီးရဲ့ဒီဒီရဲ့ဒါသူတို့သားမိအတွက်ယူထားပေးတယ်သူတို့ နေ့လယ်မှာရောက်ဝင်ဆိုတီတူထမင်းယူထားပေးတယ်အဲ့လိုမျိုးပေါ့ပေါ့အဲဒါပန်းတူတွေမှာဆိုဓာဝေပါတယ်အဲဓာဝေပါဓာဝေရအာနိုဒီကလေးလေးကဖိုးလုံးအဲအန်နီကွန်အဲတီတီဒီလိုမျိုးပေါ့နော်အဲတီတီတို့ကဒါတယောက်နဲ့တယောက်ကတော့တီတီနဲ့မိမိကိုကိုတို့ကသားမီးနှစ်ယောက်ကတော့တက္ကနာပေါ့မိမိမုံနဲ့သူတို့တွေနဲ့ကတက္ကနာဒါပေမဲ့တီတီတို့ကဒီကားလေးမှာလဲစီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဒါမိသားစုလိုပဲရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အတွက်ဒါကတော့တီတီအတွက်ကတော့အမှတ်တရပါ ီကလေးလေးကဒီလိုအဲကိစ္စမျိုးတွေဖြစ်သွားပြီမဲ့အဲသူဒီဒီလိုကိစ္စမျိုးဖြစ်တိုက်တဲ့ကလေးတယောက်မဟုတ်တဲ့အတွက်ตาလေးဒီလဲဒါဖြစ်သွားတဲ့ဟာလေးကကြောက်တော့တမျိုးလေးဖြစ်ပြီမဲ့သူဒီသူ့စိတ်ထားလေးကြောင့်သူကောင်းရမွန်ရလေးမှာရောက်ရှိနေမယ်လို့ဒီဒီထင်ပါတယ်